ကျွန်တော်တခုပြောပြခြင်းနဲ့ပေါ့နော်ဒီဟာကလေအာလုံးတိထားဖို့လဲလိုအပ်တယ်ကျွန်တော်တို့ဒီဘဝမှာပေါ့နော်ဒီထိုက်ပါတာစကားတင်မဟုတ်ဘူးပဲအရာကိုမဆိုပေါ့နော်ဒီကိုဘဝအတွက်တိုးတက်ရတိုးတက်ကြောင်းလုံနေတဲ့အချိန်မှာအယမ်းပင်ပန်းလာပြီဆိုရင်နားလို့ရတယ်ဒီလားကိစ္စမရှိဘူးအနာယူပါဒါပေမဲ့ဒီနေရာမှာတတိထားမှာကအယမ်းရေးမကြစေနဲ့ပေါ့နော်ဥပမာအားဖြင့်ဒီထိုက်ပါတာစကားကိုပဲအတိကပြောမယ်ပေါ့နော်ကျွန်တော်တို့တချို့ကြောင်းသားတွေဆိုရင်တင်တန်းလဲစုံနေပြီထိုက်ပါတာစကားလေးလာတာဒီ ၄၅နှစ်မကတော့ဘူးပေါ့နော်ဒါပေမဲ့အရှိအကိုမရောက်ဘူးဖြစ်နေတယ်ဒီပြန်လေးလာလိုက် ပြန်ရက်သွားလိုက်ပြီးမှပဲပြန်လေးလာလိုက်အဲ့ဟာကဘာဖြစ်လဲဆိုတာကိုကျွန်တော်ဒီညမှာနည်းနည်းပြောပြမယ်ပေါ့နော်တော်တော်များများကပဲချိန်မှာထိုင်းစာတင်တန်းကိုစပြီးမှလေးလာလဲဆိုတဲ့နစ်ကုံတဲ့ချိန်ဟုတ်တယ်နော်တမမမဟုတ်ဒီ motivation အရင်ရင်မြင့်လာတဲ့ချိန်မှာဆိုရင်ဘာသာစကားကိုအရင်လေးလာခြင်းတယ်ပေါ့နော်သူတို့ဖြင့်ထိုင်းမှာနေတဲ့လူတွေလေးလာခြင်းတယ်ဆိုရင်လေးလာတယ်ပြီးတော့ပဲချိန်မှာရက်သွားလေးရှိလဲဆိုရင်ဒီအရင်ပင်ပန်းလာတဲ့ချိန်ဟုတ်ပြီနော်တတိထားမယ်အရင်ပင်ပန်းလာတဲ့ချိန်အလုပ်တွေအရင်များလာတဲ့ချိန်ဆိုရင်ကျွန်တော်တို့ဒီရက်သွားလေးရှိတယ်ပေါ့နော် ဒီပထမတရက်ကတော့ကိစ္စမရှိဘူးဒုတိယတရက်လည်းကိစ္စမရှိဘူး၄၅ရက်လောက်ရက်ပြီးပြီဆိုတော့နောက်တစ်ပတ်မှစမယ်လို့ဖြစ်သွားပြန်ရောအဲ့လိုမျိုးပေါ့နော်ဆိုတော့ကိုကဒီ တပတ်နှစ်ပတ်လောက်နားပြီးပြီဆိုရင်လေအဲ့ဒီဟာကိုဆက်လုံနိုင်ဖို့အတွက်ကတော်တော်လေးကိုခက်သွားပြီเนาะဒီအားမရှိတော့တလို့အရင်ခက်သွားတယ်လို့ဖြစ်တတ်တယ်ပေါ့เนาะဆိုတော့ဒီနေရာမှာတတိထားမှာကအရင်ရင်ပင်ပန်းလာတယ်မောလာတယ်ဆိုရင်နားလို့ရတယ်ဒါပေမဲ့တပတ်ထဲတော့မကြော်စင်နဲ့ပေါ့เนาะဒီခဏနားလို့ရတယ်၃လရက်လောက်နားလို့ရတယ်ပြီးရင်ဆက်ပြီးတော့လေးလာပေါ့เนาะဒါမှပဲကျွန်တော်တို့ဒီအချိန်မပြတ်သွားမှာအကယ်၍ကိုကဒီအလွတ်အရင်ရှုံနေတဲ့ကာလဒီအရေးကြီးတဲ့အရာလေးတွေလုံနေတဲ့အချိန်မှာဆိုရင်ဒါမှဒီဟာလေးတွေကို ရအောင်ထိန်းသွားပေါ့နော်ဥပမာအားဖြင့်ပုံမှန်ကိုကတရက်ကိုနှစ်နာရီလောက်အချိန်ပေးပြီးမှလေးလာတယ်။ဒါပေမဲ့ဒီအလွတ်အယံများတဲ့အချိန်မှာတရက်ကို15မိနစ်လောက်ပဲဖြစ်ဖြစ်10မိနစ်လောက်ပဲဖြစ်ဖြစ်လေးလာနိုင်အောင်စူးစမ်းပြီးမှလေးလာပေါ့နော်။စာတော့အယံရသွားမှာမဟုတ်ဘူး။ဒါပေမဲ့တင်ညာမှာအချိန်မတည်သွားဘူး။ဒီလာကိုကဒီအချိန်ကိုရအောင်ထိန်းနိုင်တယ်။အဲ့တော့ဘာဖြစ်လဲဆိုတော့ကိုအားလာတဲ့အချိန်အချိန်ရှိလာပြီဆိုရင်ကောင်းကောင်းလေးဆက်ပြီးတော့လေးလာသွားလို့ရတယ်။အချိန်ပို့ပေးလို့ရတယ်ပေါ့နော်။ကြားထဲမှာလည်းအချိန်မတည်သွားဘူး။ဒီဟာလေးတစ်ချက်တည်း ထားလိုက်ရင်တော်တော်လေးအဆင်ပြေသွားမယ်နော်ကျွန်တော်စတင်လာတာ၃နှစ်လောက်ရှိပြီပေါ့နော်ဒီပြဿနာကခဏခဏတွေ့ရတယ်ကျွန်တော်ကိုယ်တိုင်လည်းကြုံရတယ်ပေါ့နော်ဒီဘာသာစကားမှဒီမဟုတ်ဘူးတခြားပဲအရာကိုမဆိုကိုကအရင်လှုပ်ချင်တဲ့အရာကလှုပ်နေတဲ့အချိန်မှာကိစ္စမရှိဘူးရက်သွားပြီးပြီဆိုရင်တရက်နဲ့ရက်လည်းပြန်လှုပ်နိုင်ခြေရှိတယ်ပေါ့နော်၃လေးရက်လောက်ဆိုရင်တော့မှပြန်လှုပ်လို့ရတယ်အကယ်၍တစ်ပတ်ကြော်သွားပြီးနှစ်ပတ်ကြော်သွားပြီးဆိုရင်ဆက်လှုပ်နိုင်ဖို့အရန်ခက်သွားတယ်ပြီးရင်ပြတ်သွားပြီပေါ့နော်အဲ့ဟာကဆက်မလှုပ်နိုင်တော့ဘူးအဲ့တော့ဒီဟာလေးကိုတစ်ချက်အလုံးဒီစလေးလာနေတဲ့ ောင်းသားတွေတတိထားဖို့လိုအပ်ပါတယ်ပေါ့နော်ဒီဟာကိုအသုံးပြုကြည့်ပါနော်